ဒီမေးခွန်းကလေကိုမပင်ဒီတိုင်းလူတယောက်ကိုမတွေ့မမြင်မနဲ့ခံမှန်းလို့တော့မရလူတိုင်းကတော့ကွာလာလိုက်လို့ရှိရင်တချို့ကကျတော့ကိုကိုအာတကယ်မြေတားရှိလို့လာတာရှိရတချို့ကကျတော့အာအဲအခုမြင်ဘူးလားတော့မသိမန္တလေးမှာလေဟိုစင်ကယ်မမ်းနဲ့ဒီရန်ကုန်မှာလေစင်ကယ်ကလေးနဲ့အမေကိုပဲအာဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီမေးခွန်းကလေကိုမပင်ဒီတိုင်းလူတယောက်ကိုမတွေ့မမြင်မနဲ့ခံမှန်းလို့တော့မရလူတိုင်းကတော့ကွာလာလိုက်လို့ရှိရင်တချို့ကတော့ကိုကိုအာတကယ်မြေတားရှိလို့လာတာရှိရတချို့ကတော့လည်းအပျော်တဘောနဲ့လာတာရှိရတချို့ကတော့လည်းအာဒီလို single mom နေနဲ့တွဲရတာကိုရှက်တဲ့လူတွေရှိရ အဲဒါတော့ကိုယ့်ပုံမှာပဲကိုရွေးချယ်လိုက်တဲ့လူပုံမှာပဲသွားမှုတည်တယ်အာအခုမြင်ဘူးလားတော့မသိမန္တလေးမှာလေဟို single mom နဲ့ဒီရန်ကုန်မှာလေ single ကလေးနဲ့အမေကိုပဲအာကောင်းကောင်းကြီးတင်တောင်းပြီးတော့လူပြိုကနေပဲကောင်းကောင်းကြီးတင်တောင်းပြီးမင်္ဂလာဆောင်ကြီးကိုကြီးကြီးကြဲခန်းခန်းနာနာလုပ်တဲ့အမျိုးသားရှိတယ်ကွာအဲစိန်ပိုင်ရှင်လေစိန်ဆိုင်ပိုင်ရှင်ရဲ့နောက်ပြီးတော့ရွှေဆိုင်ပိုင်ရှင်မန္တလေးကကျော်ရွှေဆိုင်ပိုင်ရှင်ဒါတွေကကျော်ဘလို့ကွာလဲဆိုတော့ တူတကယ်ချစ်လို့တူတကယ်မျက်နိုးလို့ဒီအမျိုးသမီးရဲ့ဖြစ်တည်မှုတိုင်းကိုသူကလက်ခံပြီးတော့ကောင်းကောင်းမွန်မွန်တန်မိုးရှိရှိတန်မိုးထားရင်ဒီကလေးအမေတွေဘာတွေဆိုတာကလူတိုင်းကကြည့်မှာမဟုတ်ဘူးတကယ်တန်ဖိုးထားတဲ့မိန်းမတူတကယ်တန်ဖိုးထားတဲ့ယောက်ျားတွေကကိုယ်တကယ်ချစ်လို့ရှင်အာဒီမိမကသူကသူဘာပဲဖြစ်နေမစေလက်ခံပြီးတပ်ပို့ထားတာမျိုးပေါ့ဒါကတော့အာလူတိုင်းကခံယူချက်ချင်းတယောက်နဲ့တယောက်မတူဘူးခံယူတဲ့ပုံမှာခံယူတဲ့လူပုံမှာလည်းမူတည်တယ်ကွာနောက်ပြီးပြောချင်တာက အာဒီအိမ်အောင်ကွဲအမျိုးသမီးအများဆိုတာကိုကိုကိုဒီ relationship တစ်ခုကိုဆလိုက်တယ်နောက်ထပ်အစ်တစ်ယောက်နဲ့ထားလိုက်လဲဆိုကိုကိုကိုတိတ်ငယ်တတ်တယ်ဒါတိတ်ငယ်စရာမဟုတ်ဘူးအာ run အဲတချို့အမျိုးသားတွေကတော့ရှိရကွာတခုလက်ဖြစ်ဖြစ်ကလေးမေဖြစ်ဖြစ်လက်ခံတယ်ချစ်တဲ့တန်မိုးထားတယ်အာရန်ကြီး lorry အများကြီးကိုအာခံဘူးတဲ့အမျိုးသမီးဆိုရင်တော့ဘသူမှလက်မခံချင်းလေအဲ့တော့ကိုယ့်အပေါ်မှာလည်းမှုတည်တယ်ကိုကတကယ်တန်မိုးရှိတဲ့ single man ဖြစ်ဖို့လည်းအရေးကြီးရပေါ့နော် အဲ့တော့အဲဒါကိုယ့်ရဲ့နေထိုင်မှုပေါ်မှာ အာဒါကြည့်ပြီးတော့တစ်ဖက်ကလည်းတန်ဖိုးထားဖို့ကလည်းလိုအပ်တယ်။ကိုကလည်းတန်ဖိုးရှိအောင်နေမှာတစ်ဖက်ကလည်းတန်ဖိုးထားဖို့ကလည်းရှိသေးတယ်လေ။အဲ့တော့ခုနပြောသလိုအဲဒါကတော့တချို့ကြတော့ရှိရယ်ကွာ။အပြစ်တစားမအိုတော့မကောင်းကောင်းမွန်မွန်လက်ထပ်ယူရဲလို့ဆိုမမေတို့ဒီအရင်တော့ဟိုပံမြို့မှာဆိုရှိရယ်ကွာ။အဒိတ်ဒိတ်ကျဲတထေးတယောက်ကဒီပြစ်တစားမစီမှာတွားပြီးမှပြစ်တစားမနဲ့အတူနေဘူးပြီးတော့တကယ်ပဲအဲ့ဒီပြစ်တစားမကိုတန်ဖိုးရှိရှိလက်ထပ်ပြီးတော့အာသူယူလိုက်တာ အဲ့ဒီရဲ့ပြစ်တဆာမလေးဆိုရင်အခုပေါ့တူတထေးကတော်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ तू တထေးကတော်ဖြစ်သွားသူကသူပြစ်တဆာမဖြစ်ခဲ့ဖြစ်ခဲ့တထေးကတော်လည်းဖြစ်သွားရောဘာဖြစ်လဲဆိုတော့အာတထေးကတော်ဆိုရက်တန်မိုးထားချင်းကို तू ခံရတယ်အာလေးစားချင်းကိုခံရတယ်ဒါကလည်းသူ့ကိုယူလိုက်တဲ့ယောက်ျားရဲ့အရှိန်အဝါဒီယောက်ျားသူ့ပေါ်တန်မိုးထားတဲ့တန်မိုးထားမှုကိုလူတွေကပြန်ပြီးတုံ့ပြန်လာအဲ့တော့ကိုယ့်ရဲ့ကိုယ့်ချစ်တဲ့သူတယောက်က လူတွေရှေ့မှာကိုယ်ကိုတံမိုးထားရင်လူရိုင်းရလဲကိုယ်ကို single man ဖြစ်ဖြစ်ပါဖြစ်ဖြစ်ဘယ်လိုမိန်းမမျိုးပဲဖြစ်ဖြစ်အဲကိုယ်လူကကိုယ်ကိုတံမိုးထားနေရင်တော့ဘယ်သူမှလာထိရဲမှာမဟုတ်ဘူးအဲ့တော့ကိုယ်ရွေးချယ်တဲ့လူကလည်းကိုယ်ကိုတံမိုးထားဖို့ကလိုအပ်တယ်ကိုယ်ရွေးချယ်တဲ့လူကလည်းကိုယ်ကိုလက်ခံဖို့ကလိုအပ်တယ်ကိုယ်ဖြစ်တည်မှုတိုင်းကိုချစ်ဖို့ကလိုအပ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ်အမြင်ကိုယ်ခံစားချက်ကိုယ်အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။